ခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့တွင်ရင်းရနာကကောက်ခံခြင်းအတွက်ပုဂ္ဂလိကအငှားချမှုကိုရပ်ဆိုင်းမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လာမယ့်2023-2024ဘဏ္ဍာနှစ်အတွက်ရန်ကုန်မြို့တွင်မှရင်းရနာကကောက်ခံခြင်းလုပ်ငန်းတွေကိုပုဂ္ဂလိကလုပ်ငန်းရှင်တွေထံလေးလံတင်အငှားချမှုကိုရပ်ဆိုင်းမှာဖြစ်တယ်လို့ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီကနေသိရပါဗျာ။ ဲ့ဒီလိုလေးလံစည်ရင်းကနေပယ်ပြလိုက်တဲ့အတွက် AB တရက်နေ့ကစတင်ကရန်ကုန်မြို့တွင်းမှာအခမဲ့ရင်ရနာခွင့်ပြုမှာဖြစ်ပါတယ်။အရင်နှစ်တွေကရန်ကုန်မြို့တွင်းလမ်းတွေပေါ်မှာရင်ရနာကကောက်ခံခြင်းအတွက်ဇုံအလိုက်တက်မှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုတစ်နှစ်တစ်ခါလေးလံတင်အငှားချပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်လေးလံရရှိသူတွေဟာရင်းရနာခကောက်ခံမှုကိုဒဇိန်ရနာခအတွက်ကြက်တရာတတ်မှတ်ကောက်ခံခဲ့တယ်လို့သိရပါတယ်။နောက်ပိုင်းမှာလေးလံတင်အငှားချထားပေးတဲ့ဈေးနှုန်းတွေမြင့်တက်လာတာကြောင့်ရင်းတနာရီရနာခကြက်200နှုန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်အချို့ပြည်သူတွေကမြို့တော်စီပင်ကိုတိုင်တန်းမှုတွေရှိလာတာကြောင့် AB တရက်နေ့ကစတင်ကအခမဲ့ရင်းရနာနိုင်မှုစီစဉ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ရန်ကုန်မြို့တွင်6မြို့နယ်ကလမ်းမတွေပေါ်မှာရင်ရနာကကောက်ခံတဲ့ဇုံတွေရာ20ကျော်ရှိပြီး AV လတရက်နေ့မှစတင်ကလိုင်စင်ပြန်ရုပ်သိမ်းမှဖြစ်တယ်လို့သတင်းရရှိပါတယ်ရှင်။